ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါခင်ဗျာ ASM Knowledge Channel ကနေကြိုဆိုပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ပရိသတ်တွေကိုမျှဝေပေးသွားမှာကတော့ကျွန်တော်တို့ဒီအရေးပေါ်ပေါ့နော်ခရီးသွားခြင်းပဲဖြစ်ဖြစ်ကျွန်တော်တို့အိမ်မှာပေါ့နော်ဒီဖုန်းကအားကုန်သွားလို့ရှိရင်နောက်အခြားဖုန်းတစ်လုံးနဲ့နော်ဖုန်းအချင်းချင်းအားသွင်းလို့ရမယ်နီလန်းလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ် ဒီတငယ်ချင်းတွေမိတ်ဆွေတွေတော်တော်များများတော့သိပြီးသားပါเนาะဒါကျွန်တော်မသိသေးတဲ့ကျွန်တော်ရဲ့ဒီပရိသတ်တွေအတွက်မျှဝေပေးခြင်းဖြစ်ပါတယ်အကြတော့လူအတာကတော့ကျွန်တော်တို့ OTG ခေါ်တာပေါ့เนาะ OTG ခေါင်းလေးတစ်ခုလိုပါမယ်ဒီခေါင်းမျိုးစားကတော့ကျွန်တော်တို့ကိုယ့်ရဲ့ဒီအာသွင်ပေါက်ပေါ်မူတည်ပြီးတော့ဝယ်ရမှာ ဖြစ်ပါတယ်เนาะနောက်တစ်ခါဒီအာသွင်ဂျူလေးပေါ့เนาะအာသွင်ဂျူလေးနဲ့ဒါ OTG ခေါင်းလေးရှိရင်ဒါဖုံးအချင်းချင်းအာသွင်လို့ရမှာဖြစ်ပါတယ်เนาะဒီမှာကျွန်တော်နမူနာအနေနဲ့အသွင်ပြပါမယ်နော် ဖုံးဒီမှာကျွန်တော်၃လုံးပေါ့နော်၃လုံးကိုကျွန်တော်ဒါအချင်းချင်းကျွန်တော်ပြန်အားသွင်းပြီးတော့ပြပါမယ်နော်အရင်ဆုံးကျွန်တော်ဖုံး screen size အကြီးဆုံးပေါ့နော်ဖုံးအကြီးဆုံးကနေကျွန်တော်ဖုံးအလက်ကိုအားသွင်းပြမယ်နောက်တစ်ခါဖုံးအသေးလေးတွေကိုလည်းအားသွင်းပြမှာပေါ့နော်ဒါက OTG ခေါင်းလေးပါဗျာနော်တချို့ဆိုရင်လည်းဒီ OTG ခေါင်းနဲ့ USB cable နဲ့ဆက်ပြီးသားလည်းတချို့ရှိပါတယ်နော်ဝယ်လို့ရပါတယ်ကျွန်တော်ကတော့ဒါခေါင်းလေးတီးတာပေါ့နော် ် OTG ကောင်းလေးသီးသားနဲ့ဒီဖုန်းအသွင်ဂျိုနဲ့အသုံးပြုပြီးတော့ကျွန်တော်အသက်မှာဖြတ်ပါတယ်နော်ဟုတ်ကဲ့ဒါ OTG ကောင်းကိုဒါ USB အသွင်ဒုံပေါ့နော်အသွင်ဒုံဘက်ကအပေါက်နဲ့ဒါဆက်လိုက်တာဖြစ်ပါတယ်တကယ်လို့မီးမလာတဲ့အခြေအနေဆိုရင်ကျွန်တော်တို့ဖုန်းအကုန်သွားရင်နောက်တစ်လုံးရှိသေးတယ်ပေါ့ဗျာနော်အချင်းချင်းဒါအသွင်လို့ရမှာဖြစ်ပါတယ်အင်မတန်ရိုးရှင်းလွယ်ကူပါတယ်နော်နောက်တစ်ခုကဒါ တိုက်စီခေါင်းလေးပါနော်ကျွန်တော်ကတော့တိုက်စီခေါင်းလေးကကျန်တဲ့ဖုံးကိုဒါချိတ်လိုက်ရင်ရပါပြီနော်ကျွန်တော်ဒီဘက်ကနည်းနည်းလေးကျူးနဲ့လော့နေလို့နော်ကျူးလေးပြန်လော့နေရရနော်အခုလိုကျွန်တော်တို့ဒီဒါ UDG ခေါင်းနဲ့ USB ကျူးလေးပေါ့နော်ဖုံးအားသွင်းကျူးလေးရှိုံနဲ့ဒါဖုံးချင်းချင်းပေါ့ဗျာနော် sharing ပေါ့နော်အာအချင်းချင်းအားသွင်းပြီးတော့နော်အသုံးပြုလို့ရမှာဖြစ်ပါလေဗျာနော်ကောင်းတာကတော့ကျွန်တော်တို့ဒီ ဖုံးကဒီ MAH ညာတဲ့ဘက်ကပေါ့နော်နဲတဲ့ဘက်ကိုတွန်းတာကတော့အဆင်ပြေဆုံးဖြစ်ပါတယ်ဗျာနော်ဒါကျွန်တော်ဖုံးအကြီးကနေဖုံးအလက်ကိုအာသွင်းကြည့်တာဖြစ်ပါတယ်နော်အာကောင်းကောင်းဝင်ပါတယ်ဒါကတော့တကယ်တမ်းတော့ရိုးတော့ရိုးနေပါပြီเนาะတငယ်ချင်းတွေတော်တော်များများသိပြီးသားပါเนาะ အခုကနောက်ပိုင်းကကျွန်တော်တို့ wireless ချက်ကြည့်နေတောင်ပေါ်နေပြီဆိုတော့ကျွန်တော်ပြောပြတာလေးကအဲ့ဒီရှေးတောင်ရှေးကြနေမှလားမသိပါဘူးเนาะဒါပေမဲ့မသိသေးတဲ့ကျွန်တော်ပြည်သက်တွေသိအောင်လို့မျှဝေပေးတာဖြစ်ပါတယ်ဗျာเนาะဒါကကျွန်တော်ဖုန်းအကြီးဆုံးကနေဖုန်း screen size အလတ်ပေါ့เนาะအလတ်ကိုအားသင့်တာဖြစ်ပါတယ်ကဲအဲ့ဆိုရင်နောက်တစ်ခုကျွန်တော်ဖုန်းဒီ keypad ဖုန်းလေးပေါ့เนาะ ီးပက်ဖုန်းလေးကိုလည်းကျွန်တော်အသွင်ကြည့်ပါဦးမယ်နော်ကီးပက်ဖုန်းကကြတော့ဒီခေါင်းကကျွန်တော်တို့ဒီ type C ခေါင်းနဲ့မရအောင်နော်သူကရိုးရိုးခေါင်းလေးဆိုတော့ကျွန်တော်တို့ဒီအသွင်ခေါင်းလေးတော့လဲရမှာပါဗျာနော်အသွင်ခေါင်းလေးတွေကတော့ကိုယ်မှာရှိတဲ့ဖုန်းရဲ့အနေထားပုံမူတည်ပြီးတော့ဒါအသွင်ကျိုးလေးတွေပေါ့နော်အသွင်ကျိုးကတော့ပြောင်းပြီးတော့သုံးရမှာဖြစ်ပါတယ်နော်ဒါရိုးရိုးခေါင်းလေးပါနော် ဲခုနက UTG ဘောက်ကိုပဲသွားထုတ်လိုက်အောင်နော်ဘာမှထူးထူးဆန်းဆန်းမဟုတ်ပါဘူးနော်အဲဒါဆိုရင်ကျွန်တော်တို့ဒါဖုန်းအကြီးဆုံးကနေဒါ keypad ဖုန်းလေးကိုအသက်နာဖြစ်ပါလေနော်ခဏကဖုံးအကြီးဆုံးကနေဖုံးအလက်ကိုအာသွင်းတယ်ဒီတစ်ခါဖုံးအကြီးဆုံးကနေဖုံးအသေးဆုံးပေါ့နော်ကီးပက်ဖုံးလေးကိုဒါအာသွင်းပြတာဖြစ်ပါလေနော် ဒါဆိုရင်ကျွန်တော်ပြိတ္တဒေတာနားမဲ့နားလဲလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာနော်ဟုတ်ပြီဒါကဖုံးအကြီးဆုံးကနေပြီးတော့ပေါ့နော်အကြီးဆုံးကနေအလတ်နဲ့အသေးကိုအားသွင်းတာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်ဒီဖုံးဘယ်လိုပြောမလို့ဒါတဲ့ screen site ပေါ့နော် ကြီးတဲ့ဟာပေါ့ဗျာနော် ဓာတ်ရဲ့ screen size ကြီးတဲ့ဟာဆိုတော့ကျွန်တော် tablet ပေါ့နော် tablet ကနေပြီးတော့ tablet ကနေကျွန်တော်ဒီခုနကဖုန်းအလက်ကလေးခေါ်မှာပေါ့ဗျာနော်ဒါပဲ UDG နဲ့ USB ကောင်းထိုးတယ်ဒီပြီးရင်ဒါနော် tablet ရဲ့အသွင်ပေါက်ကိုဒါ UDG ကောင်းလေးထိုးလိုက်တာပေါ့နော်ကြံတဲ့တစ်ဖက်ကတော့ဒါကိုအသွင်ညင်တဲ့ဖုန်းရဲ့ ဒါအာသွင်းပေါက်ကိုထိုးလိုက်ရမှာပဲနော်ဒါဆိုရင်ဒါအာဝင်သွားမှာဖြစ်ပါလေဗျာနော်ကဲဆိုရင်မတိသေးတဲ့နော်ကျွန်တော်ပရိသတ်တွေတော့အသုံးဝင်မယ်လို့ညော်ညော်လဲ့ပါတယ်နော်တိပီးသားသူတွေကတော့အဲတိပီးသားသူတွေလည်းတိခံပြီးတော့နော်အားပေးပေါ့ဗျာနော်ကဲဒါဆိုရင်ကျွန်တော်တို့ ော်ခရီးသွားရင်းမဲ့ဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်ဖုန်းတစ်လုံးလုံးကလုံးဝအားကုန်လူနီးပါးဖြစ်နေပြီပေါ့နော်ဟိုပါဝါမထောင်းသွားခင်ကျွန်တော်တို့တခြားဖုန်းတစ်လုံးနဲ့ဒီလိုလေးအားသွင်းလိုက်လို့ရှိရင်ဒါညပြီးတော့နော်အားကိုညဝေပြီးတော့သုံးဆက်လို့ရမှာဖြစ်ပါတယ်ကေဗီဒီယိုလေးကိုကျွန်တော်အမြဲတမ်းအားပေးကြည့်ရှုနေတဲ့တငယ်ချင်းတွေအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ